ဝယ်ကြတာလဲလေအခုတည်းအခုရောင်းอ่ะအဲ့လိုမျိုးဆိုတော့လေဒီလားပါဇက်ကိုမစီကိုမဲဒီလားတထောင်တို့တထောင်ခဲတို့နှစ်ထောင်တို့ပေါ့နော်ဒီဟာလေးတွေဆိုရင်လေဒေါ်ရဒေါ်ရတီပါကင်ဆိုရင်မကြိုက်တယ်ကွာဒီလားဒီဒီဟာလေးတွေဆိုတော့ဒေါ်ရတူပါကင်လေးပေါ့နော်အဲ့ဒီဟာလေးဆိုရင်တကယ်တော့အဲ့တကားမိုးရသေးထမိန်စားတွေဆိုရင်တော်တော်လေးဈေးကြီးတဲ့အစာလေးတွေလည်းပါတယ်ဒါပေမဲ့ရတဲ့သူအတွက်လည်းပျော်တယ်ပေါ့ဆိုတော့ကြံဏီလာပြီဆိုတဲ့အတွက်ကြောင့်မလို့နှစ်ဦးပေါ့နော်မြန်မာနှစ်ဦးအဲဟိုစတုဒိတာ အလိုမျိုးလေးပေါ့နော်အလိုမျိုးလေးတစ်ခုခုလုပ်မယ်ဟိုကိုယ့်ကိုချစ်လို့အားပေးကြတဲ့သူတွေရဲ့အလှူလဲပါအောင်ပေါ့နော်ကိုကိုကိုလဲစိုက်မှာပေါ့နော်ဟိုပထမအဦးဆုံးကကြတော့မားလေးဒီလားဘာမှအဲ့လိုဟိုရည်ရွယ်ထားတာမဟုတ်ဖ ೇನೆ မအဲ့ကိုခန်းနဲ့ကိုဝင်လိုက်တာလေအဲ့ဝင်လိုက်တဲ့အချိန်မှာအဲ့ဒီပွဲနေရပေါ့နော်အဲ့ဒီဝစ်ထားတဲ့အင်ကြီးအစိမ်းနဲ့ဓာတ်ပုံလေးကိုမြင်လိုက်တဲ့အချိန်အဲ့တွေ့တွေ့ချင်းအဲ့ပုံလေးကိုတွေ့လဲတွေ့ရောကိုကနေပြီးတော့ဟဲလို့ငါလို့ ဟိုဒီဝတ်စုံလေးကမဲဖောက်ပေးကြံလိုက်တာလို့ဆိုပြီးတော့ဖြစ်သွားအောင်အဲ့ဖြစ်လဲဖြစ်သွားရောအော်ချက်ချင်းပဲအဲ့ဒီဟာလေးကိုမဲဖောက်ပေးမယ်ဆိုပြီးတော့မာပို့လေးတင်လိုက်တာပေါ့တင်လိုက်တော့10မိနစ်အတွင်းကိုလေးတီလာအဲ့လိုမျိုးပေါ့နော်ကွန်မန့်နေအများကြီးပဲတက်သွား တက်သွားတဲ့ခါကျတော့ဟိုပျော်လဲပျော်တာပေါ့နော်ကိုကိုကတော့ငါပေးယူမဲလူတော်ရှိပါမလားမသိဘူးဆိုပြီးတော့အဲ့မှာလေးသေးလာဝိုင်းပြီးတော့အဲ့လိုမျိုးယူမဲယူမဲဆိုတဲ့ခါကျတော့လေစိတ်ထဲမှာအဲ့လိုမျိုးပေါ့နော်အဲ့ပျော်တော့အဲ့ဒါနဲ့ကို့မှာလည်းလို့ဟိုအစ်စ်တွေလည်းရှိတယ်ဟိုတစ်ခါတော့ပဲဝစ်ပြီးဆက်မဝစ်ဖြစ်တော့တဲ့ဟာတွေလည်းရှိတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့ဝါလာလို့ကွယ်ဟိုမတော်တော့တဲ့ဟာမျိုးလေးတွေလည်းရှိတယ်ပေါ့နော်ဆိုတော့ခါကျတော့ဘယ်လိုလေးလုပ်ရင်ကောင်းမလဲပေါ့ ပြီးတော့ price လေးတစ်ခုခုပါတယ်ဆိုလို့ရှိရင်ကျတော့လူတွေကအလကားရတယ်ဆိုရင်လွယ်လွယ်ယူလိုက်တာမျိုးမဟုတ်တော့ပဲနဲ့ဒီ price လေးကိုကိုပေးပြီးတော့ကိုအတွက်တကယ်လိုချင်တဲ့ဟာမျိုးလေးဖြစ်သွားတာပေါ့နော်ဆိုတော့ price ကလည်းအများကြီးလည်းမဟုတ်ဘူးညီမလေးရဲ့မပထမအောင်ဆုံးတင်လိုက်တဲ့ပို့ဆိုရင်တထောင်တို့တထောင်ခွဲတို့နှစ်ထောင်တို့ပေါ့နော်ဆိုတော့ပြော်ရတယ်ပေါ့နော်ဆိုတော့ပြီးတော့မအတွေးလိုက်တာတကြံနီးလာပြီတကြံနီးလာပြီဆိုတော့အတွက်ကြောင့်မလို့နှစ်ဦးပေါ့နော်ညီမနှစ်ဦးအဲဟိုစတူဒီတာ အလူမျိုးလေးပေါ့နော်အလူမျိုးလေးတစ်ခုခုလုံမယ်ဟိုကိုယ့်ကိုချစ်လို့အားပေးကြတဲ့သူတွေရဲ့အလူလဲပအောင်ပေါ့နော်ကိုကိုကိုလဲစိုက်မှာပေါ့နော်ဘာလို့လဲဆိုတော့ဒါလေးပဲရောင်းလိုက်ယုံနေတော့လဲအမအလူတစ်ခုလုံလို့မရနိုင်ဘူးလေဆိုတော့ကိုလဲစိုက်မယ်သူတို့အနေနဲ့လဲအလူပါတယ်စူပေါင်းလူလေးလဲဖြစ်အောင်ပေါ့နော်ဆိုတော့ရည်ရွယ်ချက်လေးနဲ့မှအလူမျိုးလေးတင်လိုက်တာ ဒီဟာလေးတွေဆိုရင်လေဒေါ်ရဒေါ်ရတီပါကင်ဆိုရင်မကြိုက်တယ်ကွာဒီလားဒီဒီဟာလေးဆိုတော့ဒေါ်ရတီပါကင်လေးရေပေါ့နော်အေးဒီဟာလေးဆိုရင်တကယ်တော့အဲ့ဒါတကားမိုးရသည်အဲ့လိုကြိုက်လို့တာလေဟိုကိုကဝယ်ထားတေးနေတာတော့အရင်ဘက်မှာနည်းနည်းစီးနေတာကိုကိုချက်တဆိုင်သေးနေတာပေါ့နော်တောင်းဝယ်တော့ကလည်းတဆိုင်ပဲရှိလို့ဝယ်ထားပြီးတော့တော့အဲ့လိုသေးနေရဆိုပြီးတော့အဲ့လိုမုံဝဲဖြစ်တဲ့ဟာမျိုးလေးတွေပေါ့နော်ဆိုတော့ဒီဟာလေးတွေဆိုရင်လည်း Forever 21 Forever 21ဆိုရင်ဒီကောင်ကနည်းနည်းလေးအဲ့လို dress ကနည်းနည်းဆက်စီအရင်ကြပြီးတော့ကြောရဒီမှာပေါက်နေကြောရအပြည့်ဒီမှာဟိုပေါင်ပေါင်နေရမှာဆိုရင်ဇာတွေနဲ့အဲ့လိုမျိုးတွေပေါ့နော်ဆိုတော့ဒီလိုဟာမျိုးလေးဆိုလဲတခါတည်းထည့်လိုက်တာပေါ့ဒါဆိုလဲအစ်စ်တွေကားမောရတယ်ပြီးတော့အခုဒါမတင်ရသေးတဲ့ဟာတွေပေါ့နော်ထပ်တင်ပေးမယ် ယောက်ျားလေးအကိုဝတ်သွားတဲ့ဟာလေးပေါ့နော်ချက်တို့မက်ထရိုပိုလစ်တို့ခရကိုဒိုင်းတို့ဒီဟာလေးတွေဆိုလဲ dress လေးတွေဆိုလဲနေချီပေါ့နော်အဲ့လို dress အရှိလေး smart dress ဆိုလို့ရှင်တော့ဒူးဒူးဒူးလောက်ကလေးပေါ့အဲ့လိုဟာလေးတွေပါတယ်အများကြီးပဲဒီဒီဇိုင်နာဒီဇိုင်နာချုပ်တာတွေကတော့ဟိုကိုကိုနဲ့တိုင်းပြီးတော့သူတို့ကချုပ်ပေးတာပေါ့နော်ဂျန်တဲ့ဟာလေးကတော့ ready made လေးတွေလည်းပါတယ် အမျိုးမျိုးအစားအစာပဲတကယ်ဟိုပေါ့ပေါ့ပပဝတ်တဲ့ဟာကနေပြီးတော့တကယ်ပွဲအထိဒင်နာအဲ့လို dress တွေအထိပေါ့အဲ့အကုန်လုံးဆိုတော့တချို့အဲ့ဒီဟိုထမိန်စာတွေဆိုရင်တော်တော်လေးဈေးကြီးတဲ့အစာလေးတွေလည်းပါတယ်ဒါပေမဲ့ဘလို့ပဲပြောပြောညီမလေးက2000ခွဲ3000 4000ဒီဒီဈေးပတ်ချာလေးတွေလေးတွေက ဘလို့ပဲပြောပြောဟိုဟိုပေးလိုက်ရတယ်လို့လည်းမမြင်ဘူးပေါ့နော်ဟိုရတဲ့သူအတွက်လည်းပျော်တယ်ပေါ့ဆိုတော့မအကြောင်ဘလို့စဉ်းစားလိုက်တာလဲဆိုတော့တပယ်ကုသိုလ်ပေါ့ဟိုရောင်းပေးခြင်းအဖြစ်လဲပျော်သွားတယ်ဆိုရင်ကုသိုလ်ရရရရတယ်ပေါ့နော်အဲ့ဒါမျိုးလေးလက်တစ်ခုဖြစ်တယ်ဒီကရတဲ့ငွေချင်းနဲ့နောက်တစ်ခါတဖန်ထက်ပြီးကုသိုလ်ပြုတော့လဲနောက်တစ်ခါထက်ပြီးကုသိုလ်ဖြစ်တယ်ပေါ့နော်ပြီးတော့နောက်တစ်ခါကျတော့သူတို့ကလည်းအဲ့လိုပဲ ဝယ်လိုက်တော့လေသူတို့ကိုလိုချင်တာလေးကိုတင်းတင်းနဲ့ဈေးလေးနဲ့ရတော့သူတို့လည်းပျော်တယ်နောက်တစ်ခုကကိုပေးလိုက်တဲ့ပတ်စံငွေကြေးတီလည်းဒါဒီအလှသက်သက်ပဲဆိုတဲ့ဟာမျိုးလေးဖြစ်တော့ပို့ပြီးတော့ပေါ့နော် ကုသိုလ်ထက်တယ်ပေါ့နော်ကျွန်တော်ကိုယ့်အကကိုလှုပ်ပြီးကိုယ့်အကကိုပျော်နေအောင်ဝယ်ကြတာလည်းလေအခုတည်းအခုရောင်းကအဲ့လိုမျိုးဆိုတော့လေဒီလားပါဇက်ကိုမစီကိုမဲဒီလားအားဟုတ်နေသလို ဆိုတော့ဒီနေ့ကျတော့မလေးသိလားဟိုဝိုင်းဝယ်တဲ့ဟာမူးသွားတာသီလားမူးသွားတာဟဲ့ဟိုအားလဲယူမယ်ဒီအားလဲယူမယ်ဒီအားလဲပြီဆိုဒီတည်းကရောင်းပြီလားအဲ့လိုမျိုးပြန်ပြန်ပြီးကြည့်နေရတာတအားမူးသွားတာခါကြတော့လေအဲ့ဒါဖြက်ဖြက်ပြီးဆဲတဲ့ဆဲတဲ့ဆိုပြီးတည်နေတာအခုမှဒီနေ့ကိုအဆဲတဲ့တစ်ဖြက်ဆဲတဲ့တစ်ဖြက်ပေါ့နော်အဲ့လိုနှစ်ဖြက်ဖြက်ပြီးတော့တည်နေအဲ့ခါကျတော့နည်းနည်းလေးလေးလေးသီလားလောက်ရတာပိုလွယ်တာပေါ့နော်ကိုယ်လည်းအင်းကြီးရောင်းနေတယ်လူလည်းမဟုတ်ဘူးဆိုတော့ 50 60လောက်တော့လောလောဆယ်ရှိပြီပေါ့တင်းတင်းကျော်ဆိုတာကတော့ဒီခေတ်ကြီးမှာတော့အကုန်လုံးကတော့အလားလောက်ကနေရတော့စကြတာကြီးပဲเนาะအခုနောက်ပိုင်းဆိုထမိန်ထမိန်တစ်ထည်ဈေးလည်းမနေဘူးเนาะတတော်များတာဒီလားအဲ့လိုဟိုကိုတန်ရုံးစီအရန်ကြီးတဲ့အဝတ်ကလေးတွေအများတာမဝဲဖြစ်တာကွာကိုကြိုက်တဲ့အဲ့လိုလေးပေါ့เนาะမမအဲ့လိုဘန်ကောက်သွားပြီးဝယ်ပြတဲ့ဟိုတကယ်တစိမ့်ကောင်းလေးတွေလေအဲ့လို dress လေးတွေတို့အဲ့လိုဘယ်လိုပြော office wear လေးတွေနဲ့တူတာပေါ့เนาะတကယ်ဟို ယုံတတ်တဲ့သူတွေဆိုလို့ရှိရင်လေအဲ့လိုမျိုးလေးတွေဝတ်လို့ကောင်းတဲ့ဟာလေးတွေလည်းပါတယ်မအားအဆင်ပြေသလိုအကုန်ထည့်ပါရမီပြည့်ပေးကြတဲ့သူတွေကိုလည်းကျေးဇူးတင်တယ်အခုဘလောက်ထိအောင်အရှိန်ရသွားပြီလဲဆိုတော့အမေတွေအကိုတွေကလှမ်းပြောပြီးတော့လေဒီလားအဲသူတို့ဟာတွေပါပေးလို့အင်ဂျီတွေလို့ရှောင်းမယ်လို့ဆိုပြီးတော့အကုန်လုံးအမေမေကပေးမယ်တဲ့သူတို့လည်းဟို အလကားနေအလကားထားမဲ့အတူတူလိုချင်တဲ့သူတွေစီကိုစီစဉ်သွားပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဆိုတော့မအားအဲ့လိုမျိုးလေးဟိုအဆင်ပြေတယ်ပေါ့နော်ဆိုတော့အဲ့ဒါသူကတော့ပေးမယ်တဲ့အဲ့လိုပြောထားတယ်ဆိုတော့ပြီးသွားလို့ရှင်အတက်တက်ပြီးတက်အောင် light ယူပြီးတော့လက်ပတ်ပြီးရောင်းပါ